现在哩包单呢，现在嘛毛哥兰啊，现在就炉路叫嘛，他听都你了，那，谁的我呢围路么说威，可以啊威。这围路嘛听家都家的，现在哩包单呢，现在嘛毛哥兰听家也认吧？啊，你那跟卡卡了，年龄卡了，跟人家个差别，对家的卡吧。现在的包单个现在嘛毛格朗没得的，那行，那我记下了。 မမျက်စိနာနာအိန္ဒိတွေကလည်းလုံးဝကြည်လင်ပန်ရှင်းဒီကနေ့ဘလို့ငြိမ့်သက်ခြင်းမျိုးဖြင့်သင်ဟာနေခဲ့တာတော့ကြည်ရတာရုပ်ကဘလို့ဖြစ်တာလို့ကြည်လင်ပန်ရှင်းနေဟုတ်လားတင့်တယ်နေအယောင်လေးတွေထွက်နေတယ်လို့ရှိတယ်အဲ့လိုကြည်လင်ပန်ရှင်းလွန်းလို့မေးတာရှင်သာရိပုတ္တရာဒီနေ့ဘလို့ငြိမ့်သက်ခြင်းမျိုးဖြင့်ဒီနေ့နေခဲ့တာတော့ အဲ့လိုမေးတဲ့အခါကျတော့ရှင်မမောက္ကလန်ကငါရှင်တဲ့ငါဒီကနေ့ညီတဲ့ချင်းဖြစ်မနေခဲ့ရပါဘူးတဲ့ငါရုံရင်ရင်ကြမ်းကြမ်းထမ်းထမ်းပဲနေခဲ့ရတယ်အာဘလို့နေခဲ့ရအောင်ဆိုငါစကားပြောပြီးတော့နေရနေခဲ့တာတဲ့ငါစကားပြောတာကိုကြမ်းထမ်းတယ်လို့သုံးတယ်နော်ဇံဝင်စားနေတာဖလားတမပတ်ဝင်စားနေတာတွေနဲ့ရှင်ပြီးတော့ပြောတယ်လို့ဘုမကတော့အဲ့လိုခံစားရပါတယ်ဟုတ်လားမလုပ်ပြီးတော့နေခဲ့တာစကားပြောပြီးတော့နေခဲ့တာအာတဲ့တရားတွေဆွေးနွေးပြီးတော့နေခဲ့တာ ဘူးနဲ့စကားပြောပြီးတော့ဘူးနဲ့တရားဆွေးနွေးပြီးတော့နေခဲ့တာတော့ငါမြတ်စွာဘုရားနဲ့တရားဆွေးနွေးပြီးတော့စကားပြောပြီးတော့နေခဲ့တာဟာဘယ်လိုလုပ်ပြီးတော့မြတ်စွာဘုရားနဲ့သင်္ကဆွေးနွေးပြီးတော့တရားစကားပြောပြီးတော့နေတာတော့မြတ်စွာဘုရားဇေတဝန်ကျောင်းတော်မှာသင်္ကဝေလူဝန်ကျောင်းတော်မှာဘယ်လိုလုပ်ပြီးတော့ပြောကြတာတော့အဲ့လိုမေးတဲ့အခါမှာရှင်မောက္ကလန်ကငါရှင်တဲ့ငါရဲ့ဒီဒိဗ္ဗစကုအပိညာ မြတ်စွာဘုရားကိုမြင်နိုင်လောက်အောင်ထိတန်ရှင်းတယ်ဆင်ကြယ်တယ်။ငါရဲ့ဒိဗ္ဗသောတာအဘိညာမြတ်စွာဘုရားပြောတဲ့အတန်တွေကိုကြားရလောက်အောင်တန်ရှင်းတယ်ဆင်ကြယ်တယ်။နော်။ဒိဗ္ဗစကုဒိဗ္ဗသောတာအဲ့ဒါတွေကအလုံးမသူ့မှာတန်ရှင်းတယ်ဆင်ကြယ်တယ်။မြတ်စွာဘုရားရဲ့တန်တာမှာဒိဗ္ဗစကုအဘိညာလည်းငါ့ကိုမြင်ရလောက်အောင်တန်ရှင်းတယ်ဆင်ကြယ်တယ်။မြတ်စွာဘုရားရဲ့တန်တာမှာဖြစ်နေတဲ့ဒိဗ္ဗသောတာလည်းပဲငါရဲ့အတန်ကိုကြားရလောက်အောင်တန်ရှင်းတယ်ဆင်ကြယ်တယ်။ တော့အဝေးကြီးမှနေပြီးတော့သူကဘယ်လိုဖြစ်ရတော့အယုတ်လဲမြင်တယ်အတန်လဲကြားအာဩကြရည်နော်ယုံမြင်တန်ကြားဟုတ်လားပတိအာကုန်မာလေးပါလေမကြောက်ဟာနော်တော်ဗျာရဲ့နော်ဒိဗသက္ခုဒိဗသောတာဘိညာဉ်ဓာတ်တွေဟာစင်ကြယ်တယ်ရှင်မဘောကလန်သူ့ရဲ့ဒီဒိဗသက္ခုဒိဗသောတာဓာတ်တွေဟာလေမြတ်စွာဘုရားကိုမြင်နိုင်လောက်အောင်မြတ်စွာဘုရားရဲ့အတန်ကိုကြားနိုင်လောက်အောင်စင်ကြယ်တယ်ဟုတ်လား အဲ့ဒီမှာရှင်မမောက္ကလန်ကမြတ်စွာဘုရားကိုမေးတာတဲ့ဝေလူဝန်ကျောင်းကနေပြီးတော့ဇေတုံကျောင်းမှာသတင်းသုံးနေတော်မူတဲ့မြတ်စွာဘုရားကိုမေးတာဘာမေးတယ်ဆိုတော့မြတ်စွာဘုရားပြင်းထန်တဲ့လုံလဝရိယထက်သန်တဲ့လုံလဝရိယဆိုတာဘယ်လိုလုံလဝရိယမျိုးကိုထက်သန်တဲ့လုံလဝရိယလို့ခေါ်ရတော့ဘုရားဒါလေးကိုပြောချင်တာနော်သောသောကအကြောင်းအရာလေးတွေကဓမ္မဘုဟုတ္တရာအောင်အထုပ္ပတ္တိလေးကိုပြောပြတာဟုတ်လားအဓိကပြောချင်တာဒါကိုပြောချင်တာ ထက်တန်တဲ့လုံလဝရိယဆိုတာဘယ်လိုလုံလဝရိယမျိုးကိုပြောတာတော့ဘယ်တိုင်းတာထိရှိတဲ့လုံလဝရိယမျိုးကိုထက်တန်တဲ့လုံလဝရိယလို့ပြောတာတော့အဲ့လိုမေးတဲ့ခါမှာမြတ်စွာဘုရားကဖြေတယ်တဲ့ဣဒမောကလာနာဘိက္ခုအာရထဝရိယဝိရတတိအဓိသာသနာတော်မှာယဟန်တပါးဟာထက်တန်တဲ့လုံလဝရိယနဲ့နေတယ်တဲ့ဘယ်လိုနေလဲဆိုတော့ကာမန္တဇောစာနာရုဇာအဋ္ဌိဇာအဝတိတတုတတိရေဥပသုတတုမန္တလောဟိတံ ယန္တံပုရိသထာမေနပုရိသဝရိယေနပုရိသပရကမေနပတ္တဗာနတ္တအပ္ပပုဏိတဝဝရိယတတ္တထာဏံဘောဟိတတိနော်နော်ဒီစကားလေးတွေကတော့သာသနာမှာအလွန်မထင်ရှားပါလေရအောင်ကြက်ထားရင်လည်းကောင်းမယ်ပေါ့နော်ကာမံတဇောစာနာရုစာအဋ္ဌိစာအဝတိတ်တတုတတိတေဥပသုတ်တတုမန္တလောဟိတံဒိဗ္ဗံမှာပြောတာတော့နော်တဇောတဲ့နော်အရှိဘောအုပ်ထားတဲ့အရှိနော်နာရုတဲ့နာရုဆိုတာအကျော်အဋ္ဌိဆိုတာတော့ အယိုးအရေရဲ့အကြောရဲ့အယိုးရဲ့အဝတိတ်တုနော်ကျွင်းကြံပါစေနော်တတိတိဥပတ္တရုမန္တလောဟိတာဟောဒီခန္ဓာကိုယ်မှာနော်အသွေးအသားတွေခန်းချောက်ခြင်းခန်းချောက်သွားပါစေဟောအလားကိုအင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့ဝိရိယလို့ခေါ်ဟုတ်လားနော်အသားအသွေးခန်းခြင်းခန်းသွားပါစေအရေရဲ့အကြောရဲ့အယိုးရဲ့ပဲကြံခြင်းကြံပါစေ အသာသွေးခန်းခြင်းခန့်သွားပါစေအဲ့တော့အင်္ဂါဘဏ္ဍပါတို့၄ပါးယန္တံပုရိသသာမိနာပုရိသဝရိယနာပုရိသပရကမေနာပတ္တဗံနတ္တအပပုဏိတောဝရိယတတ္ထာနာဘောဓိတိနော်ဒီအကျိုးရလက်တစ်ခုကိုယောက်ျားတို့ရဲ့လုံလယောက်ျားတို့ရဲ့ဇွဲယောက်ျားတို့ရဲ့အာထုံမှုယောက်ျားမှုယောက်ျားတို့ရဲ့အာအစွမ်းနဲ့ရနိုင်ရိုးသာမှန်ပဲဆိုလို့ရှိရင်မရမချင်းငါရဲ့လုံလဝရိယအာအစွမ်းကိုဘယ်တော့မှမလျှော့ဘူးဆိုပြီးတော့ သူ့ရဲ့စိတ်ကိုမလုပ်ထားတာတော့တင်းထားတာဟုတ်လားဒီလိုဝရိယမျိုးကိုအဲ့ဒါထက်တန်တဲ့လုံလဝရိယလို့ခေါ်တယ်တဲ့အဲ့တော့ကိုယ်စိတ်ထဲမှာအဲ့ဒီလိုမျိုးဘုန်းဘုန်းတို့ခံယူချက်ဘာလို့ရမှာတော့ရှိရမယ်လို့ဒီဒေသနာလေးကရှင်းနေတဲ့သဘောနားလေရမှာဟုတ်လားနော်အေးရဲ့အကြောရဲ့အယိုးရဲ့ကျွင်းပါစေအသာသွေးခန်းခြင်းခန်းပါစေယောက်ျားတို့ရဲ့အာဆွမ်းယောက်ျားတို့ရဲ့လုံလဝရိယယောက်ျားတို့ရဲ့နော်ဇွဲလုံလနဲ့ အာထုတ်လို့သာရမယ်ဆိုရင်နော်မရမချင်းအဲ့ဒီတရားကိုမရမချင်းမရောက်မချင်းငါရဲ့လုံလဝရိယကိုငါမလျှော့ဘူးလို့ဒီလိုမျိုးထက်တန်တဲ့ဝရိယမျိုးကိုအဲ့ဒါပြည့်စုံတဲ့လုံလဝရိယလို့ခေါ်တယ်လို့မြတ်စွာဘုရားအဲ့လိုဖြည့်အေးတဲ့နော်အဲ့လိုမျိုးရှင်မောက္ကလံကရှင်သာရိပုတ္တရာကိုပြန်ပြီးတော့ဖြည့်ပြတဲ့အခါမှာပြောပြတဲ့အခါမှာရှင်သာရိပုတ္တရာကဩငါရှင်မောက္ကလံသိမယ်နော်ဟုတ်လိုက်တာတော်လိုက်တာ နော်ငါတို့ကတော့အဲ့ဒီအစွမ်းဘာမှမရှိနှိမ့်ချပြောတာပါနော်ငါတို့ကဘာနဲ့မြန်တူတုံးဆိုလို့ရှိရင်ဟိမွန်တာတောင်မင်းရဲ့ဘေးမှာခြားထားတဲ့ကြောက်စစ်ခဲလေးတို့ပါပဲတဲ့ကြောက်စစ်ခဲလေးရှိုံပဲရှိနေတာဘူးမှတော့မသိဘူးပေါ့နော်ကြောက်စစ်ခဲလေးပဲနားခြားတာဟိမွန်တာတောင်မင်းနားခြားတာဟိမွန်တာတောင်ရဲ့တော့ဘယ်ဟာကြည့်ကြည့်မြင်းနဲ့ညွညွမှိုင်းမှိုင်းကြီးတကယ်မှအမြင့်ကြီးအဲ့ဒီဘေးလေးမှာရှိနေတယ်မတင်ဖျားကြောက်စစ်ခဲလေးကဘာလို့သိမလို့ကျွန်မမသိဘူး သူကသူအဲ့လိုပြောတာနော်ရှင်မရှင်သာရိပုတ္တရာကမတို့ဟာဟိမွန္တာတောင်မဲမှာတောင်မင်းကြီးရဲ့ဘေးမှာချထားတဲ့ကြောက်စရစ်ခဲလေးလိုပါပဲရှိယုံမြတာရှိနေတာပါအဲ့လိုမျိုးပြောတဲ့အခါကျတော့ရှင်မမောက်ကလန်ကသူကလည်းဘယ်လိုပြန်ပြောတယ်ဆိုတော့ငါရှင်တဲ့မတို့ဟာအလွန်ကြီးမားတဲ့စာအုပ်ကြီးရဲ့ဘေးမှာစာကလေးတစ်ခဲလိုပါပဲတဲ့ရှင်သာရိပုတ္တရာရဲ့ဉာဏ်ပညာကြီးပုံကိုစာနဲ့သူကဥမာပေးတာနော်စာရဲ့တဘာဝပညာရဲ့တဘာဝ ါလေးတွေကိုနှိုင်းရှင်ပြီးတော့ဘုံဘုံတို့တွေးနိုင်မှရှိရင်တော့ဟိုကောင်းမယ်ပေါ့နော်စားအိုးကြီးရဲ့ဘေးမှာအလွန်ကြီးတဲ့စားအိုးကြီးရဲ့ဘေးမှာနော်စားကလေးချထားရုံပဲတဲ့ရှိတယ်ဆိုရုံပဲဘာမှတိတ်ပြီးတော့ဟိုမပြောပါတော့ဘူးပေါ့နော်မြတ်စွာဘုရားကတင့်ကိုအလွန်ချီးမွမ်းတာတဲ့နော်ယဟန္တာဖြစ်လို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရတဲ့ပုံကိုယ်တွေဟာနိဗ္ဗာန်ကိုရောက်ရုံမျှတာရောက်တာပါတဲ့ရှင်သာတိပုတ္တရာတိလာနဲ့တိလာအဖြစ်၎င်းပညာအဖြစ်၎င်း ငြိမ်သက်ခြင်းအဖြစ်လည်းကောနော်နိဗ္ဗာန်ရောက်ကြတဲ့ပုံကိုယ်တွေအားလုံးကိုတာလွန်ပြီးတော့တည်တယ်တဲ့အဲ့ဒီပုံကိုယ်တွေအားလုံးထက်ဘယ်သူကတာလွန်ဆိုရင်ရှင်သာရိပုတ္တရာတာတဲ့ကိုအဲ့လိုမျက်စွာပဲကချီးမွမ်းတာတဲ့တို့ဟာစာအုပ်ကြီးဘေးမှာချထားတဲ့စာကလေးလိုပါတဲ့နော်ကြည်နူးကြရကောင်းနော်သူတို့ပြောတဲ့စကားလေးတွေဟုတ်လားဒါဘုံတို့တယုတ်ပါဠိတော်ထဲမှာဂတတုတ်တံဆိုတော့မှတ်တမ်းတင်ထားတယ်ဒါကဘုဟုတ္တလေးတွေဖြစ်အောင်လေဘုံဘုံကပြောပြတာဒီတဲကဘုံဘုံတို့ နော်ယူရမယ်သိအောင်လုပ်ရမယ်နားလည်အောင်လုပ်ရမယ်နော်အဆုံးမှာပါတော့ထက်တန်တဲ့လုံလဝရိယဆိုတာဘယ်လိုလုံလဝရိယမျိုးကိုပြောတာတော့နော်အရေအကျော်အယိုးပဲကျွင်းပါစေအသာသွေးခန်းခြင်းခန်းသွားပါစေယောက်ျားတို့ရဲ့ဇွဲလုံလဝရိယနဲ့ကြိုးစားလို့သာရနိုင်မယ်ရှုရင်အဲ့ဒါကိုမရမချင်းငါဘရောမှာငါရဲ့လုံလဝရိယကိုမလျှော့ဘူးဆိုတဲ့ခံယူချက်မျိုးနဲ့ကြိုးစားတဲ့လုံလဝရိယမျိုးဟုတ်လား